ကျမရှင်းလာပါပြီခင်ဗျာကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့နိုင်ငံကြီးဘယ်လိုရှေ့ဆက်သွားကြမလဲအဲ့အတွက်အမျိုးဆောင်ဥပဒေဆိုတာဘယ်လိုခန်းကဏ္ဍမှာရှိမလဲဆိုတော့ကျွန်တော်စဉ်းစားမိတဲ့အဲအတွေးလေးကိုကျွန်တော်တင်ပြချင်တာပါကျွန်တော်မတောက်တစ်ခေါက်နဲ့ပြောတာပါကျွန်တော်ဥပဒေအကြောင်းလည်းသိနာမလဲပါဘူးနိုင်ငံကြီးအကြောင်းလည်းကျွန်တော်ဘာမှတလောက်ကြီးကောက်ကောက်နာနာမသိပါဘူးခင်ဗျအခုကျွန်တော်တို့နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေလုပ်လာတဲ့နိုင်ငံတကာနဲ့ပို့ပြီးတော့ရောတဝင်ရင်းနေနေဆက်ဆံလာတဲ့အဲ့တော့နိုင်ငံခြားသားတွေကလည်းဝင်ဝင်ထွက်သွားလာပို့များလာတာကိုတွေ့ရတယ်ဗျအဲ့ခါကျတော့သူတို့နဲ့အတူပါလာတဲ့အဲပညာရေးအဲဘ ഹു တ္တာရေးစတဲ့ဟာလည်းရတယ်ပညာရှင်တွေလည်းလာကြတာ哦ရင်းနှီးမြှုပ်နှံတဲ့အတွက်ကြောင့်မလားအတွက်ကြောင့်မလို့လည်းနိုင်ငံတော်မှာဝင်ငွေတိုးတဲ့ဟာတွေအလုံးကန်ခွင့်လန်းတွေများလာတယ်လည်းတွေ့ရတယ်ဒါတော့ကောင်းကျိုးတွေပေါ့ဆိုးကျိုးတွေလည်းပါလာတယ်သူတို့ရဲ့စရိုက် တချို့တွေမှာဆိုစရိုက်ဆိုးတွေပါလာတယ်တချို့တွေမှာဆိုလို့ရှင်လည်းပဲလည်းပဲဒီနိုင်ငံကိုလာပြီးတော့ဖျက်လို့ဖျက်စီးလုပ်လို့တဲ့လူတွေပါလာမယ်ဆိုတော့စိုးကျိုးနဲ့ကောင်းကျိုးကတွန်တွဲနေအောင်တွေ့ရကျွန်တော်နိုင်ငံပထွေးအနေထားရကြည့်မယ်ဆိုလို့ရှင်လည်းပဲအဲနိုင်ငံကြီး သုံးနိုင်ငံရဲ့ကြားမှာညံ့နေတဲ့အတွက်ကြောင့်မလို့တစ်ချိန်မှာကျွန်တော်တို့ကလူမျိုးပြောင်းနိုင်တဲ့အချိန်မှာရှိရကျွန်တော်တို့ဟာတကယ်တမ်းကျတော့အင်မတန်မှအရေးကြီးတဲ့ကြီးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဘယ်နိုင်ငံအတွက်ပိုပြီးအရေးကြီးလဲဆိုတော့ထိုင်းတို့ကမ္ဘောဒီးယားတို့လာအိုတို့အတွက်ကိုကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံဟာအရေးကြီးရကျွန်တော်တို့ဟာတတိုင်းတစ်ခုလိုခံပြီးတော့ခံပြီးတော့အနောက်တိုင်းကအာအချို့သောမရမလာတင်တဲ့အရာတွေမလာနိုင်အောင်ကျွန်တော်တို့ကပထဝီနေထားနေရမှာကိုတတိုင်းတစ်ခုလိုခံပေးနေတဲ့အတွက်ထိုင်းနိုင်ငံမှာအာသာသနာတော်ထွန်းကားနေတာကိုကျွန်တော်တို့တွေ့ရတယ်ဗျအာ အကယ်၍ကျွန်တော်တို့သာတတိုင်းတစ်ခုလို့မခံပြီးလို့ရှိရင်ထိုင်းနိုင်ငံအခုနေမှာနေမှာဘာဖြစ်သွားမလဲဆိုတာမတွေးဝင်စရာပါပဲအခုကျွန်တော်တို့နိုင်ငံနိုင်ငံဟာ2015မကြာခင်မှာအာနောက်ထပ်ရွေးကောက်ပွဲတွေဝင်ရတာမြေဘသူတွေကဘသူ့ကိုမဲပေးကြမှာလဲကျွန်တော်လည်းဘသူ့ကိုမဲပေးလို့ပေးရမှာလဲမသိဘူးပြအာအခုချိန်မှာတော်တော်စဉ်းစားခဲ့ရတယ်အဲ ဘသူကလည်းအာနာရောက်သွားမယ်ဆိုတော့လည်းကျွန်တော်အနေနဲ့မသုံးသက်တတ်ပါဘူးကျဲဦးအယောင်တေယောင်တပွဲမင်းရေးကျေးဤဆိုတဲ့အခြေအလို့ပဲကျွန်တော်တို့ဟာနောက်တစ်ချိန်မှာဘသူဟာနိုင်ငံကိုအုပ်ချုပ်မင်းလုပ်မဲ့သူဖြစ်လာမယ်ဆိုတော့ကျွန်တော်တကယ်ပဲမသိပါဘူးဖြစ်ချင်တာကတော့ရေဘာသာတာသနာကိုစောင့်ရှောက်တဲ့သူဖြစ်စေချင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြည်သူတယောက်အနေနဲ့တမာတမန်ရှိတဲ့ခေါင်းဆောင်မျိုးလူလားပါတယ် ကျွန်တော်ဘွားတော်ကိုတော့လုံးဝမလိုမလိုလားဘူးဆိုတဲ့ဟာကိုပြောင်းပြောခြင်းနဲ့ဗျအဲ့ထဲမှာကျွန်တော်စပြီးတော့ထောက်ပြခြင်းနဲ့အချက်ကတော့ तू ဟာ88ခုနှစ်ပတ်ဝန်းကျင်လောက်မှာပေါ့လေဒါအဲ့မှာ तू ဟာရွှေုံဖျားရှိမှာ तू ဟာပြောတယ်ကျွန်မနိုင်ငံသားမှာနေရဲဆိုတော့လေဟုတ်ပါတယ်နိုင်ငံသားတော့ယူခဲ့ရဲဆိုတော့လေဟုတ်တယ်ဟုတ်ပါတယ်ဒါပေမဲ့နိုင်ငံနဲ့လူမျိုးချစ်တဲ့စိတ်ရောမသွားပါဘူးတဲ့ပြီးတော့ तू ဆက်ပြီးတော့ပြောသေးတယ်အဲကျွန်မကနိုင်ငံသားနိုင်ငံသားတော့ယူထားနိုင်ငံသားမှာနေခဲ့အဲ့အတွက်ကြောင့်မလို့နိုင်ငံ မြန်မာပြည်ကြောင်းကိုဗာတိလဲလို့မေးရလို့ရှိနေတယ်ခက်တာကျမတီလုံးလို့တီလုံးလို့ခက်နေတာအဲ့ဆိုလို့သူပြောသွားတယ်အဲ့လိုပြောသွားတဲ့သူကရှင်းတော့မညီစွာနဲ့ပဲအဲကျွန်တော်တို့အနောက်တိုင်းမှာရခိုင်ပြည်နယ်ဝင်ရောက်ကျူးကျော်နေတဲ့လူမျိုးစုကနိုင်ငံတော်ရဲ့တိုင်းရင်းသားလူမျိုးစုဟုတ်မဟုတ်ဟုတ်မဟုတ်ဆိုတာကိုသူ့အနေနဲ့မတိဘူးဆိုတော့ဒါဟာကောင်းဆောင်ရလဲရောက်ပါတယ်အဲထို့ထို့အတူပဲသူကပြောလိုက်လို့ရှင်ဖေဖေကလေဖေဖေကပြောတယ်ဖေဖေကပြောတယ်ဖေဖေကလေဆိုအဲ့ဖေဖေဆိုတဲ့ဟာအဖေကိုပဲလက်ကင်နိုင် ုံးခုလို့သုံးသုံးနေတာကိုကျွန်တော်အနေနဲ့တွေ့ရတယ်။သူ့ဖေကိုရိုင်းအဲကျွန်တော်တို့ရဲ့လွတ်လပ်ရေးဖခင်ကြီးပါပဲ။ဘိုးချုပ်အောင်ဆန်းကိုရိုင်းကလားကိုကလားလို့ခေါ်ခဲ့တယ်။အဲဒီချက်ကျတော့ तू ကဘာမှမပြောတော့ဘူးလား။ तू အခု तू ဟာကလားကိုကလားလို့မခေါ်ရဘူး။ဘာကြောင့်လဲကျွန်တော်စဉ်းစားမပြောဘူး။ဗမာနဲ့ကလားနဲ့ဖြင်းကလားဘက်ကရခိုင်နဲ့ကလားနဲ့ဖြင်းကလားဘက်ကအဲ့ဒါကျွန်တော်အနေနဲ့အဲစဉ်းစားကြတာတခုဖြစ်လာတယ်လူနေစုက ဟာလူများစုပေါ်လူဘာဝနေတာဧည့်သည်ကအင်ရှင်ကိုစော်ကားနေတာဟာနေတာအဲ့ဟာတွေကိုဟိုမြင်မြင်တွေ့နေရတာနဲ့လှစ်လူရှုနေတာလားလို့ကျွန်တော်အနေနဲ့အဲမေးချင်ပါတယ်ခင်ဗျာတစ်ချိန်တည်းမှာ तू ကတမာတမတ်ရှိတဲ့လူဆိုလို့ရှိရင် तू ပါတီအတွင်းမှာပဲ तू ရှင်းအောင်ညီညီနဲ့လှုပ်ပေါင်းဥမာအဖြစ်ပြောရင်အရေးချင်းလည်းရှိပြီးတော့ပြည်သူလူထုပေါ်ကိုစေတနာထားတဲ့ဒေါ်ဖြူဖြူတင်းလို့လူမျိုးဘာကြောင့်ပါတီတွင်မှာနေရမရရလဲ HIV ရောဂါတွေကိုကိုကျိုးစွန့်ပြီးတော့ဒီလောက်ထိလှုပ်လှုပ်ပြီးလှုပ်ပြီးတဲ့လူတယောက်ဟာ သူဟာအင်မတန်မှပတ္တိရှိတဲ့လူတစ်ယောက်ဖြစ်တယ်ဒါပေမဲ့ဘာကြောင့်သူနေရမရတာလဲသူဟာနေရမရတာဟာကလားဘက်ကမပါလို့လားလို့ကျွန်တော်အနေနဲ့မေးလိုက်ခြင်းနဲ့သူကလားဘက်ကမြန်တာစကားလေးတစ်ခွန်းစာနှစ်ခွန်းစာထည့်ပြီးပြောလိုက်မယ်ဆိုလို့ရှိရင်သူဟာနေရရာကောင်းရသွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့အဲမြင်မိပါတယ်ခင်ဗျတစ်ဖက်မှာကြတော့လဲ ထမိန်တို့လိုက်လိုက်ကင်ပြီးဖနက်လိုက်ထမ်းပြီးနေတဲ့ rapper ကျတော့ rapper ကျတော့ထောင်ထွက်ဘူးထောင်ထဲဝင်ဘူးတယ်ဆိုတော့ဆိုတော့အဲတိုင်းမိုးလေးတစ်ခုရှိတာနဲ့နေတယ်မဲ့သူ့မှာနေရရလိုက်တာဒါနိုင်ငံအတွက်တော့ဘာလုပ်ခဲ့လဲကျွန်တော်လည်းမသိဘူးပြအဲ့တော့စဉ်းစားတာကြည့်ပြီးတော့ဒေါ်ဖြူဖြူသိန်းလိုလူမျိုးကကြောင်နေရောက်နေတယ်အဲ rapper ဘာမှမတော့မတော့တော့ခေါက် rapper ကျတော့ကျတော့နေရရပြီးတော့ဟောပွဲထုတ်ပွဲထုတ်ခံရတယ် အဲ့ဒါကိုကြည်ချင်းအပြင်သူဟာပါတီတွင်းမှာနေမဲ့အဲတရားမျှတမှုရှိရလားလို့ကျွန်တော်အနေနဲ့အဲစဉ်းစားစဉ်းစားမိတယ်ခင်ဗျာသူဟာတကယ်ပဲနိုင်ငံတော်အတွက်ကောအလုပ်လုပ်ခဲ့တာလားသူသူထောင်ထဲဝင်ခဲ့တယ်အဲဘယ်လိုပြောမလဲအအခြေချိုးထဲမှာနေခဲ့တယ်ဆိုတာတကယ်တမ်းကတော့သူ့ကိုလောက်ကြီးဘာမှစိုးစိုးဝါမဖြစ်နိုင်ဘူးဆိုတာသိလို့သူ့မှာ background cover ရှိနေတဲ့အတွက်ကြောင့်မလို့သူ့လိုရတာကိုတတ်သိရှိရလို့ကျွန်တော်အနေနဲ့မမြင်ဘူးယုံကြည်ချက်တစ်ခုအတွက် မမမမရှောက်တဲ့အတွက်တော့ကျွန်တော်လေးစားပါတယ်အဲ့ဒီ30ကိုလေးစားတယ်အဲ့ဒီတမရိစိတ်တက်ကိုကျွန်တော်အနေနဲ့တကယ်ပဲအတိမတ်ပြုဂုံပြုပါတယ်ဒါပေမဲ့နိုင်ငံအတွက်လုတ်ခဲ့လို့တော့ဘယ်လိုမှပြောလို့မရဘူးဗျာပြီးတော့သူ့အဲ့ parking ကျွန်တော်တို့ရဲ့လွတ်လပ်ရေးလွတ်လပ်ရေး parking ကြီးရဲ့မျက်နှာရှိနေတဲ့ခါကျသူဟာမြည်သည့်ပြစ်မှုမျိုးကိုကျူးလွန်ခဲ့သည့်တိုင်အောင်ကျွန်တော်တို့ဘက်ကကြီးတဲ့အမှုကိုဟိုငဲအောင်ငဲတဲ့အမှုကိုပပြောက်အောင်အောင်ဆိုရက်မြစ်တာတရားပြေးွားတဲ့စနစ်နဲ့ညီဟိထိမ့်ထိမ့်သိမ့်သိမ့်လုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူဟာ အဖေဂုံချိန်ဝါကိုတုံးပြီးတော့ဟောလုတ်ပြရဲတာဟာဒါဟာတတိတော့မဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်ပါတယ်အခုဆိုလို့ရှိရင်လည်းပဲတိုင်းပြည်အတွင်းမှာကျွန်တော်တို့ရဲ့လူမျိုးတွေဒုက္ခရောက်နေတဲ့အချိန်သူဘာတစ်ခုမှမပြောရဲဘူးဟောရဲဘူးပြောလိုက်လို့ရှိရင်တရားဥပဒေစိုးမိုးရေးတရားဥပဒေစိုးမိုးရေးပဲပြောတယ်ကျွန်မထင်တယ်ဒါတရားဥပဒေစိုးမိုးရေးနဲ့ထင်တယ်စိုက်မယ်ထင်တယ်ဆိုတော့တရားဥပဒေစိုးမိုးရေးနဲ့ဆိုင်တာမဆိုင်တာနောက်တစ်ပိုင်း ဒီကလာကျွန်တော်တို့ရဲ့နိုင်ငံသားဟုတ်လားမဟုတ်ဘူးလားနိုင်ငံသားခံခွင့်ရှိလားမရှိဘူးလားနိုင်ငံတွေကတိုင်းရင်းသားအခုတစုဟုတ်လားမဟုတ်ဘူးလားဆိုတဲ့ဟာ yes or no ဟုတ်လားမဟုတ်ဘူးလားအဖြူအမဲဖြေရမယ်အဖြေတစ်ခုဖြစ်တယ်တရားဥပဒေစိုးမိုးရေးတွေပိုင်းလုပ်ပြီးဝေးလေကြောင်ပိုက်အဖြေခုကိုဖြေရမယ်မိကုံမျိုးမဟုတ်ဘူးဗျကျွန်တော်အမြင်ကတော့အမျိုးဆောင်ဥပဒေကတကယ်ပဲလိုအပ်လာပြီအမျိုးဆောင်ဥပဒေလုတ်တဲ့နေရာမှာ ဒီဘသူ့မှာအားနာစရာမလိုဘူးဥပမာဗျာဗြိတိန်နိုင်ငံကိုကြည့်ဗြိတိန်နိုင်ငံမှာဆိုရင်နိုင်ငံတော်အလံဟာအခုနောက်ပိုင်းတက္ကသိုလ်ကျောင်းတို့ဘာလို့ဒီမှာမထောင်တော့ဘူးဗျပြီးတော့နိုင်ငံတော်တချင်းဟာတုံတန်ရုံမဆိုကြတော့ဘူးဘာကြောင့်နိုင်ငံတော်တချင်းကိုမဆိုတာလဲလို့ကျွန်တော်အင်္ဂလန်မှာကျွန်တော်တကယ်ချင်းတယောက်ကိုမေးကြည့်တယ်အင်္ဂလိပ်လူမျိုးဘာကြောင့်လဲဆိုတော့ငါတို့နိုင်ငံမှာတဲ့ အပြင်းအလာတွေများလာပြီးရဲ့အဲ့တော့သူတို့တွေကိုလေးစားရမယ်ငါတို့နိုင်ငံတော်သချင်းဆိုရင်အင်းသူတို့တွေကိုစော်ကားရမလေးမစားလောက်ရရောက်မှာဆိုတော့ဟာကျွန်တော်အဲ့မှာပါဇက်အဟောင်းသားဖြစ်သွားတယ်ကိုယ်နိုင်ငံမှာကိုယ်နိုင်ငံတော်သချင်းဆိုတာသူများကိုအားနာနေရအောင်ပါလားကျွန်တော်တို့နိုင်ငံမှာမျိုးဆောင်ဥပဒေမထားလို့ရှင်အင်္ဂလန်လိုမျိုးဖြစ်သွားတော့မယ်ကိုယ်နိုင်ငံမှာနေပြီးနိုင်ငံတော်သချင်းမစိုးနိုင်တဲ့အဖြစ်မျိုးအထိဖြစ်သွားတော့မယ်ဒီကြားတဲ့စီးမဲ့ကမ်းမဲ့လူတွေရတယ်ရှိလာတယ်ကျွန်တော်တို့နိုင်ငံမှာအခု ဒီရုပ်ရှင်ယုံထဲမှာရုပ်ရှင်မပြခင်ပါဆိုလို့ရှိရင်နိုင်ငံတော်သချင်းကိုဖွင့်ပြီးတော့နိုင်ငံတော်အလံအလေးပြုရတယ်။ထပြီးအလေးမပြုတော့အောင်စီကံပြက်နေတဲ့လူတွေလည်းတော်တော်များလာပြီ။ဒီမိုကရေစီတို့24နာရီမီတို့9000တန်းစင်ကတ်တို့တောင်းလိုက်မယ်ဆိုလို့ရှိရင်တော့လူလူ United အခွင့်အရေးကတော့အများကြီးပဲ။နိုင်ငံသားတယောက်ရဲ့တာဝန်ဖြစ်တဲ့နိုင်ငံတော်အလံအလေးပြုရမယ်ဆိုတော့ တာဝန်လေးတော့မချေပွန်တဲ့လူတွေကတောင်းဆိုရတဲ့ဟာတွေကလည်းများလိုက်တာအကောက်ခွန်ပေးဖို့ပါဖို့ဆိုတာဝေးလာဝေးထပေးဖို့လေးတော့ဝင်လေးကြတဲ့လူတွေအခုအမျိုးသားဥပဒေမရှိလို့ရှိရင်ကျွန်တော်တို့ဟာဗြိတိန်တို့ဆွီဒင်တို့ထက်စိုးတဲ့အခြေအနေရောက်ပြီကျွန်တော်တို့ဟာလူမျိုးတစ်ခုလုံးပျောက်သွားတော့မယ်ငေးမျိုးလို့လူမျိုးမပြောက်လူမျိုးမှကျွန်တော်လူမျိုးပျောက်လေပျောက်တဲ့အဖြစ်မျိုးတကယ်ဖြစ်တော့မယ်အဲ့လိုကျွန်တော်မြင်တယ်အထူးသဖြင့်ပထဝီအနေထားရပါဆိုလို့ရှိရင်ပိုပျောက်နိုင်တဲ့အနေရကျွန်တော်တို့နိုင်ငံမှာရှိနေတယ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလဲခင်းတဲ့အညီလိုက်ရောညီထွေအောင်ပြောင်းပြင်ဆင်တဲ့ဟာပြင်ဆင်ပြင်ဆင်မှုလို့ရဲဆိုတာကျွန်တော်လက်ခံပါတာပြည်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေမဆိုပါကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာဘာသာရေးလေးမျိုးကိုအတိအမှတ်ပြုထားတယ်အော်တကယ်တမ်းတော့ဘာသာရေးလေးမျိုးတွေမဟုတ်ဖ ೇನೆ အခြားဘာသာတွေပါအာထည့်သွင်းပြီးတော့အအတိမတ်ပြုတင်တယ်လို့ကျွန်တော်ပြည်သူတယောက်အနေနဲ့အဲမြင်မိတဲ့အကြောင်းဆက်ဆက်ပြီးကျွန်တော်ပြောလို့ပါတယ်အဲတစ်ချိန်တည်းမှာပဲလေ ျွန်တော်တို့ရဲ့နိုင်ငံတော်ဘာသာကိုဟာလာဗုဒ္ဓဘာသာနိုင်ငံဖြစ်နေတဲ့အဲပြဋ္ဌာန်းတင်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းလဲပြဋ္ဌာန်းတင်ပါတယ်အဲ့လိုလုပ်တဲ့အခါမှာဘသူ့အမှအာဏာစရာမလုပ်ပါဘူးအမျိုးဘာသာသာသနာအာကိုကာကွယ်စောင့်ရှောက်တာအမျိုးသားအမျိုးသားရေးလုပ်တာဟာဘသူ့အမှအာဏာစရာမလုပ်ဘူးလို့ကျွန်တော်အနေနဲ့မြင်ပါတယ်ရှေ့နောက်ညီညီလုပ်တင်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ ကျွန်တော်တို့ရဲ့ပြည်သူလူထုအားလုံးကိုအကာအကွယ်ပေးထားတဲ့ဥပဒေဖြစ်တဲ့အတွက်ဒါဒီကျွန်တော်ကတင်ပြတဲ့အချက်ပေါ်အခြားချက်တွေကိုပါသိချာထည့်စဉ်ပြန်လဲစဉ်းစားသုံးသပ်တဲ့လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာမကောင်းအတိတ်ပဲမရှိဘူးဟိုလိုရေးဆွဲထားတယ်ဒီလိုရေးဆွဲထားတယ်လို့ပြောကြမယ်ဝေဖန်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ထောက်ပြခြင်းနဲ့အချက်ကလေးကတစ်ချက်ပဲရှိပါတယ် ျွန်တော်နိုင်ငံဟာ1948ခုနှစ်မှာဗြိတိန်နိုင်ငံအနေပြီးတော့လွတ်လပ်ရေးရတယ်အခုကျွန်တော်တို့ဒီမှာအခုချိန်မှာဆိုရင် နောက်ဆုံးရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့ကျင့်သုံးနေတယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခိုင်အမာရေးဆွဲခဲ့တယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာရှိနေပြီကျွန်တော်တို့အနှစ်တရာကျော်ကြုံပြုခဲ့တဲ့ဗြိတိန်နိုင်ငံမှာဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာရှိပါသလားလို့ကျွန်တော်အနေနဲ့ပြန်ပြီးမေးခွန်းထုတ်လိုက်ခြင်းတယ်ဒီမေးခွန်းကိုတေချာစဉ်းစားပြီးမှဖြေပါနော်ဟာ နင်ကတော့လှုပ်လိုက်ဗြိတိန်လိုနိုင်ငံမျိုးဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲဘယ်နေမလဲလို့ပြောမဲ့လူတွေအများကြီးပါကျွန်တော်ပြောလိုက်မယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုဗြိတိန်မှာမရှိဘူးကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုတမနာယုံ website မှာတက်ကြည့်လို့ရတယ် Google မှာနောက်ဆုံးရှာလို့ရတယ်စာအုပ်ကြီးတစ်ခုရှိတယ်အပြင်မှာစာအုပ်နဲ့ထုတ်ထားတဲ့တရားဝင်ထုတ်ဝေထားတာတွေလည်းရှိတယ် copy တွေလည်းရှိတယ် internet ပေါ်မှာလည်းရှိတယ် အင်္ဂလန်မှာဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလက်ဆုပ်လက်ကင်ပြเสียမှာရှိဘူးအဲ့ဒါကိုကြည်ချင်းအားဖြင့်ဥပဒေမရှိတဲ့နိုင်ငံထက်တော့ကျွန်တော်တို့ပြည်တော်စုတမ္မရမြန်မာနိုင်ငံတော်ဟာအများကြီးပါတယ်လို့ကျွန်တော်မြင်တယ်အဲ့ချက်ကိုမကြည်နိုင်ကျွန်တော်ကြိုက်တဲ့နည်းနဲ့ dispute လုပ်လို့ရတယ်လွတ်လပ်ဆောင်တဲ့ क्वे ပြပိုင်းကိုရှိတယ် Britain မှာဖွဲ့စည်းပုံအခြေခံဥပဒေရှိပါတယ်လို့မြင်တဲ့လူတွေဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘူးလို့ကျွန်တော်ပြောတာမှားတယ်လို့မြင်တဲ့လူတွေအနေနဲ့ ဲကျွန်တော်အဲ့လူတွေကိုတစ်ခုတောင်းဆိုလိုက်ပါကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေညာရှိခံအဲ့ဗြိတိန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဒီ document ရှိတဲ့ link လေးဖြစ်ဖြစ်စာအုပ်ကိုဖြစ်ဖြစ်ကျွန်တော်ပြပါလို့ကျွန်တော်ဖတ်ချင်လို့လို့ပါလို့ပြောရင်ကျွန်တော်ညီကုန်းချုပ်လိုက်ပါအော်ညီကုန်းချုပ်ခင်မှာကျွန်တော်နောက်ဆုံးပြောလိုက်ထပ်ပြီးတော့ချုပ်မုံပြီးပြောလိုက်ချင်တာတော့ကျွန်တော်ဟာအခုအမျိုးဆောင်ဥပဒေကိုပြည်သူတယောက်နဲ့လုံးဝထောက်ခံပါတယ်ပုံမပြပြင်အောင်လဲလှုပ်တင်ပါတယ် လို့ကျွန်တော်မြင်ပါတယ်အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ